ကိုယ့်ရဲ့အလုပ်ကလှုပ်လှုပ်ရှားရှားပြင်းပြင်းထန်ထန်လုပ်ရတဲ့ကာယအလုပ်မျိုးလည်းမဟုတ်ဘူး။ဒါပေမဲ့ဘာကြောင့်ခဏခဏဗိုက်စာလွယ်ရတာလဲ။ဘာကြောင့်ကျွန်တော်တို့ရဲ့အုံနောက်ကအချိုတက်တွေခဏခဏတောင်းတနေရတာလဲ။ဒါမှမဟုတ်လည်းဘာကြောင့်မလို့ညဘက်တွေမှာအချိန်မတော်ဗိုက်စာရတာလဲ။အဲဒါလေးကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာ ရှင်းပြပေးသွားမယ်။ရေပုံရပြောမယ်ဆိုရင်ကျွန်တော်တို့တနေ့တနေ့စားတဲ့အစားအစာတွေကရတဲ့စွမ်းရင်ဒီကျွန်တော်တို့ခန္ဓာကိုယ်လှုပ်ရှားသွားလာဖို့ခွန်အားသုံးဖို့အတွက်ပထမဆုံးအရေးကြီးအသုံးပြုရတာဒီကစီတက်ကလာတဲ့တရားတွေကိုအသုံးပြုရဖြစ်တယ် သူ့ရဲ့အခေါ်ဝရံပြောမှဆိုရင်တော့ဂလိုက်ကိုဂျင်လို့ခေါ်တယ်။ဆိုတော့ခန္ဓာကိုယ်မှာကြွက်သားယူညာစနစ်တွေဒီကြွက်သားတွေကခွန်အားစိုက်ဖို့လှုပ်ရှားဖို့အတွက်အဓိကဖန်တီးတာဖြစ်တယ်။ဒီကြွက်သားတွေကပဲတကြားတက်ကို80ရာခိုင်နှုန်း85ရာခိုင်နှုန်း60ရာခိုင်နှုန်းဒီအသုံးပြုပေးရတာဖြစ်တယ်။ဆိုလိုချင်တာကကျွန်တော်တို့တနေ့တနေ့စားတဲ့အဓိကအာဟာရပြုတဲ့ကစီတက်စံချုံပြောင်းပဲအာလူဒီဟာတွေကနေဂလိုက်ကိုဂျင်ကိုရတာဖြစ်တယ်။ဒီဂလိုက်ကိုဂျင်ကို85ရာခိုင်နှုန်း60ရာခိုင်နှုန်းကိုကြွက်သားတွေကသုံးတာဖြစ်တယ်။ဒီကြွက်သားကသုံးဖို့အတွက်လှုပ်ရှားပေးရမယ်အားစိုက်ပေးရမယ်။ ဒီလိုဆိုရင်ဒါတဘာဝအတိုင်းသွားရမယ်သူ project ကအဲ့လိုကျန်တဲ့20 25ရာခိုင်နှုန်းကတော့ကျွန်တော်တို့ရဲ့အုံနောက်ကအရန်ရိတ်ခါဖြစ်နေတနည်းအားဖြင့်ကျွန်တော်တို့ရဲ့သွေးရင်းတရားတက်ကိုထိမ့်ဖို့အတွက်သူကထိမ့်သိမ့်မိထားတာအသုံးပြုပေးထားတာဖြစ်တယ်ဆိုတော့ဒီ25ရာခိုင်နှုန်းကိုသွားထိပြီးတော့အုံနောက်ကတရားတက်ကုန်ခန်းပြီဆိုတာသိသွားတဲ့အချိန်ဒီကျွန်တော်တို့ကဒီ glucose step ပွင့်သွားပြီးတော့နောက်တစ်ခါအစာစားပေးရပါတယ်တော့မယ်အဲတရားတက်ပြတ်နေပါပြီဆိုပြီးတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်တရင်အချက်လက်ပို့ပေးရဖြစ်တယ်အဲ့ခါမှာကျွန်တော်တို့ဗိုက်စာခြင်းဆိုတာဖြစ်တယ်ဒါကသူ့ရဲ့ project အမှန်ကအဲ့လို ဒါပေမဲ့ကိုကကာယလှုပ်ရှားနေရတဲ့အလုပ်သမားမဟုတ်ဘူးတနေ့တနေ့လှုပ်ရှားမှုနည်းတဲ့ရုံးဝင်တဲ့အထိုင်များတဲ့သူဒါမှမဟုတ်လဲကားဒရိုက်ဘာတက်ဆီဒရိုက်ဘာဒီလိုမျိုးလူတယောက်ဆိုရင်ကိုစားနေတဲ့တကယ်ကိုပမာဏအများကြီးအသုံးပြုရမယ်မာဆယ်တဲ့ကလိုက်ကိုချင်းတွေကပဲရောက်သွားတာလေဘာကြောင့်ခဏခဏနောက်ထပ်အချိုတက်တွေတောင်းတနေရလဲဆိုတာကအုံနောက်မှာရှိတဲ့20 25ရာခိုင်နှုန်းတခြားတက်ကိုအရင်သုံးမိသွားပြီးတော့ကြွတာထဲမှာရှိတဲ့လှုပ်ရှားပြီးသုံးပြရမယ်ကလိုက်ကိုချင်းကိုမသုံးဘဲထားမိပြီးတော့သူက အချိန်နှောင်းသွားတဲ့အတွက်အစီအဖြစ်သိုးလောင်ပြစ်လိုက်တယ်။အဲ့ဒီအတွက်ကြောင့်အိုးနောက်ကတရားကုန်ပြီခန္ဓာကိုယ်မှာချက်ချင်းသုံးလို့ရတဲ့စွမ်းရင် ကုန်နေပြီဆိုပြီးတော့ချက်ချင်း energy drain ဖြစ်သွားတယ်ပင်ပန်းလာတယ်နွမ်းနယ်လာတယ်နောက်ထပ်အစားစားခြင်းစိတ်တွေဖြစ်တယ်အချိန်မတော်တဲ့အခါကျမှစားစားခြင်းစိတ်တွေထပ်ပြီးတော့ဖြစ်လာစေဒီနည်းနဲ့အခုတော့ကျွန်တော်ပြောတဲ့ပြဿနာကိုအုံနောက်ကကမောက်ကမလမ်းစဉ်နဲ့တုတ်သွားတာဖြစ်တယ်ဆိုတော့ဒီပြဿနာကိုဖြေရှင်းဖို့ဆိုရင်ရိုးရိုးလေးပဲလက်ရှိ သိပ္ပံနေကြသူတွေသနာတွေအရလဲအတီးပြုတ်ပေးထားတဲ့လမ်းစဉ်တစ်ခုရှိတယ်အဲ့ဒါဒီ exercise snack လို့ခေါ်တယ်ကျွန်တော်တို့ဘိုက်စားလာလို့ရှိရင်အစာပြေတစ်ခုခုစားသလိုမျိုးပဲခန္ဓာကိုယ်ကတကယ်ဘိုက်မစားဘဲနဲ့စားမိနေတာမျိုးကိုရပ်တန့်ပြီးတော့တကယ်လိုနေတဲ့ exercise snack လှုပ်ရှားပေးရမယ်သေစာအနေနဲ့လှုပ်ရှားပေးရမယ်ခန္ဓာကိုယ်ကတကယ်သုံးပေးရမယ်ဆိုရင်သေစာလှုပ်ရှားမှုလေးတွေအသေးလေးတွေနဲ့ထည့်ပြီးလှုပ်ရှားပေးမယ်ဆိုရင်ကျွန်တော်တို့ရဲ့ next တစ်ခုကဒီစွမ်းရင်စနစ် energy အသုံးချမှုစနစ်ဟာပြန်တက်မှတ်လာပြီးတော့နောက်ဆက်တွဲဖြစ်လာမဲ့တခြားသောပြဿနာတွေအကုန်လုံးကိုဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ်